မင်္ဂလာပါ Cooking is Chelsea TV ကနေအပြောင်းအကျတော်များအားလုံးကိုကြိုဆိုပါရစေ။ဒီနေ့အော်တိုဘာလ9ရက်နေ့ရဲ့ Chelsea နဲ့ပတ်သက်တဲ့သတင်းအကြောင်းအရာတချို့ကိုကျွန်တော်ညီကိုရင်းနဲ့တူတူသုံးသပ်ဆွေးနွေးမှုလုပ်သွားကြပါမယ်။ကျွန်တော်ပထမဆုံးဆွေးနွေးမှုရွေးချယ်ထားတာကတော့ Moisés Caicedo နဲ့ပတ်သက်တဲ့သတင်းလေးပဲဖြစ်ပါတယ်။ Caicedo ကိုဒီ International ပွဲတွေမှာတွားရောက်မကစားစေဖို့အတွက်တနည်းအားဖြင့် ကစားသမားပွဲပန့်နေတဲ့အတွက်ကြောင့်ချက်စီနီပြအန်ဒူမာရက်စ်ကအီကွေဒေါ်လက်ရွေးစင်အသင်းနီးပြစီဘက်စတီယန်ကိုတောင်းဆိုမှုတစ်ခုပြုလုပ်ခဲ့ပါတယ်။အဲ့အတွက်ကြောင့်စီဘက်စတီယန်ကဘွားဆက်ကိုင်ဆီရိုကိုအခုတစ်ပတ်မှာရှင်ပြိုင်ကစားမယ်။နိုင်ငံတကာပွဲစီတင်အတွင်းဒါအီကွေဒေါ်လက်ရွေးစင်အသင်းနဲ့အတူဘွားဆက်ကိုင်ဆီရိုကိုထည့်သွင်းအသုံးပြုခြင်းပြုမှာမဟုတ်ပါဘူးခင်ဗျာ။ဒါတော့သတင်းကောင်းပါတော့။ဒီ international ပွဲစီတင်တွေဆိုတာတော်တော်လေးတော့ဟိုစိုးရိမ်စရာကောင်းတယ်။ ်နိုင်ငံအသင်းတော်ကစားရဲဆိုတာမှန်ပေမဲ့လည်းကလပ်သင်းဘက်ကပြန်ကြည့်ရင်ဒီပွဲစဉ်တွေကနေရရှိတဲ့ benefits တဲ့ဆိုင်ကျွန်တော်တို့စိုးကျိုးတွေကပုံများတယ် benefits တွေလည်းရှိတော့ရှိပါတယ် benefits တွေကတော့တကယ်ပွဲကြီးတွေပြိုင်ပွဲအတွင်တန်းကံမတာလျင်ရတာဒီလိုမှမဟုတ်ဘဲနဲ့ friendly ပွဲတွေခြေစစ်ပွဲတွေအဲ့လိုမျိုး level မျိုးလောက်ဆိုရင်တော့ဒါတိတ်ပြီးတော့အဆင်မပြေဘူး club team တွေအနေနဲ့ဒီလိုပြဿနာတွေကရှေ့မှာထောက်ရှောက် ကြုံတွေ့ခဲ့ရတာနိုင်ငံလေးပြည်စင်အတင်းနဲ့ဒီကလပ်တင်းကြားထဲမှာနားလည်မှုမရှိလို့ကအဲ့ဒါသွားပြီအခုဘာပဲပြောအန်ဇူမာရက်စကာနဲ့အီကွေဒေါ်လေးပြည်စင်နီးပြစီဘက်စတီယန်ကြားထဲမှာနားလည်မှုလေးတခုကျွန်တော်တို့မြင်ခဲ့ရတယ်တခုတော့လည်းရှိတာပေါ့လေကမ်းမဲ့ပွဲစဉ်တွေကအရင်ကြီးမကြီးတာလည်းပါတယ်တကယ်လို့သာခြေစစ်ပွဲတစ်ပွဲဆိုလျင်ဒီတောင်းဆိုချက်ကိုစီဘက်စတီယန်လက်ခံခြင်းမှာတော့လက်ခံလိမ့်မယ်တိုးတော့အခုကစားမဲ့ပွဲတွေကခြေစမ်းပွဲဒီအတွက်ကြောင့် Moses Kaiser ကိုမပါမဖြစ် စားအမယ်တော့မဟုတ်ဘူး။ချယ်ဆီကလည်းလက်ရှိအချိန်တကယ်ဒုက္ခအနေရတွင်ထဲမှာကြာရောက်နေတာပါ။နောက်ခံကစားသမားတွေတောက်လျှောက်ဒဏ်ရာနေတယ်။ဒီလိုချိန်မှသာကိုက်စီတို့ကိုမတော်တဆနိုင်ငံလေရွေးစဉ်အသင်းကိုဇေလွတ်လွတ်ဒဏ်ရာရသွားတယ်။ကျွန်တော်တို့သွားပြီးတိုင်ပတ်ပြီးလုံးဝယူပြီး Pro လည်းတွေ့မှာပေါ့။ Liverpool နဲ့ပွဲစဉ်မှာကိုက်စီတို့ရှေ့တော်မတရေဘူး။ Re-exchange ကောင်းတာမှန်တယ်။တစ်ဖက်က Hard to ကြိုးစားတာမှန်ပေမဲ့ကိုက်စီတို့ချုပ်ပေးတာလို့ကျွန်တော်ကန်ကောင်းနေတာအဲ့ပွဲမှာ။အဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီသတင်းပေါ်မှာ welcome ဖြစ်တယ်။ကိုက်စီတို့ဒီ အခု international break မှာ Chelsea အသင်းမှာပဲရှိနေမယ် Chelsea နဲ့အတူတူလေးကျင်ရေးတွေပဲပြုလုပ်မှာဖြစ်ပါတယ်ခင်ဗျာတော်သေးတာပေါ့ဆိုတော့ကျွန်တော်နောက်ထပ်သတင်းတပုတ်ဆက်လက်ဆွေးနွေးအောင်ဒီသတင်းကတော့ Maguire နဲ့ Chelsea ဆက်ဆက်သတင်းဖြစ်ပါတယ်ဖော်ပြထားတဲ့သတင်းမျိုးကတော့ Express ကပါ Chelsea တင်ကအခုနွေရာသီအပြောင်းရွှေ့ကာလမှာအလွတ်ပြောင်းရွှေ့ခြင်းနဲ့ခုံလို့ရနိုင်ပေမဲ့ Maguire ကိုခေါ်ယူသွားမှာမဟုတ်လို့သိရပါတယ်ခင်ဗျာဆိုတော့ Chelsea တကယ် မကြိုက်လို့လားပေါ့နော်ချယ်ဆီမကြိုက်လို့လားတက်ဆိုင်ကျွန်တော်ထင်တာတော့အဲလိုမာရက်စ်ကစိတ်ကြိုက်မဖြစ်တာလို့တော့ယူဆမိတယ်ဂွီကိုသူတို့တကယ်ခေါ်ခြင်းဒီနေ့ဘောလုံးရသည် အစကတည်းကခေါ်လို့ရတယ်အဂွီရဗျာဟိုအတင်းပြောင်းမယ်ဒီအတင်းပြောင်းမယ်အဲ့လိုတော့မရှိဘူးဗျဒါဇာဗီဆိုင်မွန်စတုန်းနဲ့အလားတရံတူတဲ့ကစားသမားတွေပေါ့လက်ရှိကစားနေတဲ့အတင်းထက်ပိုမြင့်တဲ့မိတိအတင်းမဆိုသူကပြောင်းပါပဲချယ်ဆီကဘာကြောင့်တခြားအတင်းတွေထက်ခေါင်းတလုံးပူတာလဲဆိုတော့ ဆဲလွန်ဂလော့စ်ထည့်ချုပ်ထားလို့သူကဆဲလွန်ဂလော့စ်25လာမသိပေးရမယ်ဗျာ25%ဆိုတော့နည်းတဲ့အမောင့်ပမာဏတော့မဟုတ်ဘူးအပေါင်တန်း60ဆိုရင်ပေါင်တန်း60 25% Crystal Palace က Chelsea ကိုပေးရမှာကျော်လေဒီခါလေးကြရင်ဒီ Enzo Maris Scala Chelsea Sporting Director လာတော့မပြောတတ်ဘူးကလစ်ကလစ်ဖြစ်တယ်ဂူီလိုကစားသမားမျိုးပါဗျာကျွန်တော်အရန်ကြိုက်တာအရန်ကြိုက်တယ်ဆိုတာလေဒီအလကား plain ကြိုက်လိုက်တာမဟုတ်ဘူးသူ့ရဲ့အသက်အရွယ်ဒန်းမှာသူ့လောက်ကောင်းတဲ့ကစားသမားတော်တော်ရှားခတ်တယ်ဂူီဒီ ဟိုတချို့ကစားသမားတွေလို့အဲ့နာမည်ကြီးပြီးတော့ popping ဖြစ်ချင်မှတော့ဖြစ်လိမ့်မယ်။ဒါပေမဲ့တကယ်ကောင်းတယ်နော်။ England National Team မှာလည်း McGui အကောင်းဆုံးပဲ။အဲ့လိုကစားသမားမျိုးဘာကြောင့်မခေါ်တာလဲကျွန်တော်စဉ်းစားလို့ကိုမရဘူး။တကယ်တော့သူတို့ဒီနွေရာသီအပြောင်းရွှေ့ကာလမှာတည်းကပေါင်တန်း၄၀လောက်ရင်းပြီးခေါ်လိုက်မယ်ဆိုရင် McGui အခု Chelsea ရောက်နေပြီ။ Levine ကိုပဲကောင်းကောင်းမကောင်းကောင်း Gui နဲ့တည့်သုံးလို့ရနေပြီ။ အခုလေအလွတ်ပြောင်းရွှေ့ခြင်းနဲ့ရမယ်အခုလေအလွတ်ပြောင်းရွှေ့ခြင်းနဲ့ရမယ်ဆိုရင်တော့မခေါ်ဘူးဆိုတော့ဒါကျွန်တော်ညီကိုပဲစဉ်းစားကြည့်ပါတော့ချယ်ဆီအနေနဲ့ဂွီမဟုတ်တော့တခြားသောပြစ်မှတ်တွေကိုပဲအာယုံစိုက်နေရလို့တော့ကျွန်တော်ယူဆမိပါတယ် ဟုတ်ကဲ့တလဆရမီဆက်ပေးချင်တာဒါကျွန်တော်ညီကိုတွေဘောလုံးပွဲကစားချင်တယ်ဆိုရင် senior agent တော်ချက်စီမှာမောင်းငငါ6 iback 89နဲ့9သုံးလုံး miss တို့ကို member tip bonus unit ဖြစ် bonus တွေနဲ့တပတ်နှစ်ချိန်ယုံကြည်စိတ်ချသွားကစားလို့ရပါတယ်အသေးသေးသိချင်တယ်ဆိုရင်တော့ပပနံပါတ်39 893 189380မှာဆက်သွယ်စုံစမ်းမေးမြန်းလို့ရပါတယ်โอเคကျွန်တော်တို့နောက်ဆုံးသတင်းကြောင်လေးတစ်ခုကိုဆွေးနွေးကြည့်အောင်ခင်ဗျအဲ့တော့ Chelsea နဲ့ပတ်သက်တဲ့သတင်းတွေကတော့ဒီချိန်မှာ ကောလာဟာလာအစ်စ်မဲရှိသေးတယ်ဆိုတော့ကျွန်တော်ညကိုရီအနေနဲ့တစ်ချက်တော့တတိထားစီခြင်းနဲ့စောသေးတာ ው feature jet သတင်းထနာရဲ့ပေါ်ပြချက်ထဲမှာဆိုရင် Chelsea ကဘုံမောက်တိုက်စစ်မှုအန်တိုနီစမီညောကိုခေါ်ယူဖို့စိတ်ဝင်စားနေပြီးတော့ဒီကစားသမားအတွက် ပေါင်88သန်းလောက်ထိပေးချေဖို့ဆန္ဒရှိနေတယ်လို့သိရပါဗျ။ဆိုတော့လုံးဝ rumor တက်တက်ပဲကျွန်တော်က rumor တွေတကယ်တဲ့နေမခွဲဘူးဆိုတာဘောလုံးမှာလည်းအဲ့ဒီ rumors တွေကနေတကယ် အပြောင်းရွှေ့တွေဖြစ်သွားတာကိုအဲ့တော့ဒါကြီးက rumor smoke လို့ဒီတိုက်ရမမြင့်လို့နေလို့ရှောက်ပြောလို့မရဘူးဗျအ ਨੇ ဆုံးတော့ကျွန်တော်ပြောနေကြစကားလို့ပေါ့ feature jazz ကတကယ် media company အကြီးတစ်ခုအလုံးလောက်ကိုင်းနေတဲ့သူတွေထဲမှာ journalism နဲ့ပတ်သက်တဲ့အဘွဲတွေရထားတဲ့သူတွေပါတယ်တကယ် company တစ်ခုဖြစ်တဲ့အတွက်ဟာအဲ့ဒါကြီးကအလကားပါကွာလို့တော့ကျွန်တော်မပြောနိုင်ဘူးအဲ့တော့သူတို့ဖော်ပြတဲ့တည်မှန်သည်ဖြစ်စေမှားသည်ဖြစ်စေကျွန်တော်ကပြန်ပြီးဆွေးနွေးလိုက်တဲ့သဘောမျိုးပဲဆိုတော့ စမီးညော်ခေါ်နိုင်ကြီးရှိတယ်ဆိုတဲ့အထိကျွန်တော်လက်ခံတယ်စမီးညော်ကတကယ်ကိုကောင်းတဲ့ကစားသမားလုံးဝအပြောက်ပြားတလားစမီးညော်ဘယ်နာပဲထားဆိုထားဆိုစမီးညော်လုံးဝကွက်တီအံဝင်အောင်ကစားနိုင်တယ်ဒါတပိုင်းပေါ့နော်သူ့အထောင်တိုက်စစ်တနေရာမှာတင်ပြီးကစားမယ်ဆိုရင်တော့မျက်စိမိတ်ပြီးကျွန်တော်လက်ခံပေးဦးမယ်တိုးတော့ပြောင်းရွှေ့ကြီးပေါင်88တန်းဆိုတာဒါကြီးကရုတ်တိတ်မတန်တဲ့သတင်းမျိုးကြီးဖြစ်နေတယ် နောက်ထပ်အရေးကြီးတာ Chelsea အသစ်မှာအဲ့တိုက်စစ်ပိုင်းကစားနေတဲ့ကစားသမားတွေလိုက်ကြည့်ကြည့်အများကြီးပဲအခု Leon Delap ဒဏ်ရာရနေလို့ JP ကလည်းချက်ခံမှုတိတ်ပြီးမပြေဝရတဲ့ပုံတံဖြစ်နေလို့ဒါကျွန်တော်တို့တိုက်စစ်ပိုင်းမှာတိတ်အားမလို့အားမရဖြစ်နေတာတိုးတော့တကယ်အဲ့ဒီကစားသမားတွေပြန်လာကြည့်ကိုပါမားတို့ဘောင်းနဲ့ပေါင်းပြီးတော့ Chelsea ရဲ့တိုက်စစ်ပိုင်းမှာစမီညောမလို့ဘူး အဲ့တော့ကြောင့်ကျွန်တော်ကဒီသတင်းကိုဖြစ်နိုင်ကြီးရှိရလို့တော့မထင်ဘူးဒါပေမဲ့ဆမီညောတော့သဘောကျပါတယ်ခင်ဗျာကဲကျွန်တော်ညီကိုရောကျွန်တော်အခုဆွေးနွေးသုံးသပ်ခဲ့တဲ့သတင်းတွေပေါ်မှာဘယ်လိုမှတ်ချက်ပေးခြင်းတယ်လဲ comment ထဲမှာဝင်ရောက်ဆွေးနွေးသုံးသပ်သွားလို့ရပါတယ်